ပါရွယ်ချစ်သူကောင်းလေးနဲ့ချစ်ကြိုက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့လူတွေမသိသေးတဲ့အကြောင်းအရာကိုပင်ချခဲ့တဲ့ဆိုမြတ်သူစာဒီဗီယိုထဲမှာပြောမှာကမြမရုပ်ရှင်လောကရဲ့ထိတ်တန်းစေတဝင်အကယ်ဒမီများရှင်မင်းသမီးကြီးဆိုမြတ်သူစာရဲ့ချစ်ရဲ့ကိစ္စပဲဖြစ်ပါရည်ဟုတ်ပါရည်အလက်တလောမှာမာကြီးဆိုတရာသူ့ထဲအသက်များကြီးกว่าတဲ့ဒါရွယ်ကောင်းလေးတယောက်နဲ့တွေ့နေတယ်ဆိုတဲ့သတင်းတွေကတော်တော်လေးကိုမလုတ်ခဲ့သွားခဲ့ပါရည်ဝိပန်တန်နေဆက်စုတန်နေမြေမြို့ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့အခုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီး မာကြီးစိုးကိုရင်ကပဲလူတွေမတည်သေးတဲ့အားလုံးကိုအံ့အားသင့်စေမယ့်အမှန်တရားကိုရှင်းပွင့်ချလာခဲ့ပါပြီ။ပရိသတ်တရားမင်းသမီးကြီးစိုးမြတ်သူစာကိုအနုပညာလောကမှာနေပေါင်းများစွာထိတန်းတနေရာကနေအောင်မြင်မှုတွေနဲ့ခေမမာယက်တိလာခဲ့သူတရားပြေတည်ကြပါရီ။သူရဲ့တရားဆောင်ရေးချင်းကိုရောသူရဲ့ဘဝပြတ်တမ်းမှုကိုပါလေးစားအားကြခဲ့ကြတာပါ။အထူးသဖြင့်သူရဲ့ပုဂ္ဂိုလ်ရေးဘဝနဲ့ပတ်သက်လာရင်ပရိသတ်တရားသူ့ကိုယောက်ျားလေးတွေနဲ့ပတ်သက်မှုကင်းရှင်းပြီးအနေအထိုင်တည်ငြိမ်တဲ့မင်းသမီးတို့အုပ်ပြေတတ်မှတ်ခဲ့ကြတာပါ။ ဒါကြောင့်လေသူ့ပေါ်မှာသားရွယ်လို့တင်ရလာအောင်ခင်ရွယ်တဲ့ကောင်းလေးတယောက်နဲ့ချစ်သူပြစ်နေတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာတဲ့အခါမှာအလုံးကရန်ကုန်မှာအန်အားသိမ်းတုံးလုပ်ခဲ့ရတာပါ။အင်တာနက်ပေါ်မှာပြင်းနေလာတဲ့တပ်ပုံတွေထဲမှာတော့မာကြီးစိုးရဲ့ဘေးနားမှာရေတီကြီးနဲ့ဂယူဆိုင်နေတဲ့ချောမောခန်ညာပြီးတော့အရွယ်ကောင်းတဲ့ကောင်းလေးတယောက်ကိုတွေ့ခဲ့ကြရပါတယ်။သတင်းတွေပေါ်ပြချက်အရအဲ့ကောင်းလေးဟာမာကြီးစိုးတဲ့အသက်30လောက်ငယ်ပဲအသက်20ဝန်းကျင်ပဲရှိသေးတယ်လို့ဆိုပါတယ်။အချို့ကလေသူတို့နဲ့ဦးတွဲနေကြတာ ဒီနေ့ကျော်နေနေနေပါလောက်ရှိပြီလို့ပြောကြပြန်ပါတယ်။ဒီသီးနေထွက်ပေါ်လာပြီးနောက်မှာတော့ဝေဖန်တန်နေလဲစူညံစွာထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်မြမလူပွဲစီရဲ့ရင်ကျေးမှုရာအသက်ကြီးတဲ့မျိုးသမီးဟာအသက်ငယ်တဲ့မျိုးသားကိုလက်တွဲရင်ပြောချင်ဆိုချင်ကြတဲ့အလေးထားကရှိနေတော့မှာပဲ။ဒါပြင်မိသမီးကြီးစုမြတ်သူစာဟာမြမတနိုင်ငံလုံးကအသီးမဲ့ပြူထားတဲ့အောင်မြင်ပြီးချမ်းသာကျေးဝါးတဲ့ထေတံမိသမီးတူဖြစ်တဲ့အတွက်ကကြေကြေခက်ငယ်ငယ်ကောင်းလေးကိုပတ်စံနဲ့စပွန်ဆာပေးထားတာဆိုတဲ့မဟုတ်မမှန်တဲ့ဆွဆွဲပြောဆိုမှုတွေထီတောင်မှရှိခဲ့ပါရဲ့ရှင်။ ဒီလိုမျိုးမျိုးသောဝေဖန်မှုတွေထင်ကျေးပေးမှုတွေကိုဆုံးသတ်လိုက်တဲ့ပြည်တခုကိုတော့မင်းသမီးကြီးစုမြတ်သူစားကိုရိုင်းကပဲပရိသတ်တွေကိုခြားပြလိုက်ပါပြီ။ခြားကတော့လူတွေတင်နေသလိုဝေဖန်နေကြသလိုမဟုတ်ခဲ့ပါဘူး။မာကြီးဆိုတာသူ့ရဲ့အင်တာဗျူးတခုကနေတဆင်ပရိသတ်တွေသိကျင်နေတဲ့အမှန်တရားကိုရှင်းလင်းပြသစွာပဲပြောပြခဲ့ပါရီ။အားလုံးကအသားအရွယ်ကောင်းလေးလို့တင်နေကြတဲ့သူ့ရဲ့ချစ်သူဟာတကယ်တော့ယောက်ျားလေးမဟုတ်ပဲနဲ့မိန်းကလေးစစ်စစ်တုံးဝိုင်းတူတာပြပါရတယ်။ကဲကဲရှင်မာကြီးဆိုကိုရိုင်းကသူ့ရဲ့ချစ်သူဟာ ယောက်ျားလေးပုံစံဝစ်ဆင်ပြီးတော့နေထိုင်ပြစ်မှုတတဲမိကလေးတယောက်ပြစ်ကြောင်ဝင်ကြလာခဲ့တာပါ။မာကြီးဆိုဟာသူ့ရဲ့ချစ်သူဟာသူ့ကိုအရန်ချဲရန်နာလေပေးတဲ့တုံးမိုင်းကောင်မလေးတယောက်ပြစ်ကြောင်။သူမကအချားမျိုးဟာပြစ်ပေမဲ့သူမကိုအတီးကြလက်တွဲတော်မှပြစ်ကြောင်ကိုလည်းရှင်းပွင့်ပြောကြားခဲ့ပါရီ။ပို့ပြီးတော့ဂျီနုစရာကောင်းတာကတော့အဲ့တုံးမိုင်းလေးဟာအချားသူတယောက်မဟုတ်ဘဲမင်းသမီးကြီးစိုးမြတ်သူစားရဲ့အမကန်ပရိသတ်ဖန်တူပစ်တယ်ဆိုတဲ့ချက်ပါပဲ။ မကြီးစိုးကအသက်ရွယ်ရလာတဲ့အခါမှာယောက်ျားလေးတွေကိုစိတ်ဝင်စားတော့ပဲခြုံကြည့်မှုလည်းမရှိတော့တဲ့အတွက်သူ့ကိုနားလည်ပေးနိုင်မဲ့မိန်းကလေးတစ်ယောက်ကိုပဲလက်တွဲပေါ်ပြီးဝေးချခြင်းနဲ့ဆိုတဲ့သူ့ရဲ့ခံယူချက်ကိုလည်းဥပွင့်နေလင်းပြောပြခဲ့ပါတယ်။ပြိသက်တို့ကရောအခုလိုသူ့ရဲ့ခြေရည်ကိုဥပွင့်နေလင်းချပြခဲ့တဲ့မိန်းမကြီးစိုးမြတ်သူစားပေါ်မှာဘလို့မျိုးမြင်နေရှိကြလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။